အားလုံးဝဲမိပါပါ Quarker Channel နဲ့ကြိုဆိုပါရစေ။ဒီနေ့ video မှာတော့ငွေချင်းတို့ကြိုက်လောက်တွေအထန်လေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။စီရင်မစာရင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်မယ်လို့တောင်းဆိုချင်ပါတယ်။ဒါဆို button ပါလဲဆိုတာကြည့်လိုက်ရအောင်။ခုပြမဲ့ဒါရော Rowan Stamina ဒါရောခေါ်ပါတယ်။အရှင်တစ်ခေါက်ကလည်း movement ဒါဆိုပြောကြတော့တသက်တစ်ခုလုံးဝေးဘူးပါတယ်။ဒီခုပြမဲ့ဒါကလည်း every video ရဲ့အထန်နဲ့နည်းနည်းတူပါတယ်။ ပထမဆုံးဒီဒန်ထဲမှာပါရဲ movement တွေကိုမပြခင်ဒီခုကိုရှင်းပြပါမယ်။ဒီဘန်လေးပြမလာရင်ဒီဒန်မှာပါရဲအစ်စ်စ်တော့ movement တွေကိုလုပ်လို့ရမှာဖြစ်ပါတယ်။ပြီးတော့ကြတော့ဒီဘန်းလေးပြမှာကအရှင်ရဲ့ပြေးလို့ရမှာဖြစ်ပါတယ်။အခုဂျွန်တို့ရဲ့ကွာလောက်ပြပါမယ်။ဂျွန်တို့ရဲ့ကွာလောက်ချင်လို့ရှင်စနီးရဲ့ခလုတ်ကိုနှစ်ချက်နှိပ်ရမှာဖြစ်ပါတယ်။ ပြီးတော့ကြတော့2 floor လောက်အမြင့်ကိုဖြတ်သွားခြင်းလို့ရှင်ဒီနေ့ခုံလန်း floor ကိုနှိပ်ထားအရပါတယ်ပြောကြတော့ဒီတန်းထဲမှာလည်းရံလေးတက်လို့ရပါသေးတယ် ်အခုကတော့1 block ရွယ်လောက်သေးတဲ့နေရာကိုသွားရလို့ရှင်ပြေးပြီးတော့ကျတော့ speed လုံလိုက်ရင်ရပါတယ်ကျွန်တော်ရဲ့ကွက်ကနောက်ပြန်လဲထိုးလို့ရပါတယ်ပြီးတော့ဒီတံမှာပစ္စည်းတင်တစ်ခုလဲပါသေးတယ် အဲ့ဒီစီတခုကတော့ကိုပြလိုက်တဲ့နေရာကိုရောက်သွားလို့ရတဲ့ပစ္စည်းပဲဖြစ်ပါတယ်။အဲ့ဝေးလို့ရှင်တော့ပြလို့ပြန်ပါဘူး။ ီးတော့ DPC ရမောတွေကိုလည်းဆွဲလို့ရပါတယ်။ပြီးတော့ DPC နှစ်ခုလုံးကော့ပန်းနေတယ် crack ဖြစ်ပါတယ်။ဒါဆိုနောက်ရက်တန်ခိုးသွားလိုက်ရအောင်။ဒီတန်လေးကတော့ဆက်ပြဘူးပေါင်းတန်ပဲဖြစ်ပါတယ်။ဘူပေါင်း crack နေရာ2မျိုးရှိပါတယ် sweet berry နဲ့ cracker ၊ glow berry နဲ့ cracker ပဲဖြစ်ပါတယ်။ကချာချာကတော့ glowberry နဲ့ credit ဟာကြတော့အမောင်လေးရောက်လို့ရှိရင်လင်းနေမှာပဲဖြစ်ပါတယ် ဘလို့ဘူအောင်မလဲဆိုကြတော့အဲဆက်ပြကွက်ကိုလမ်းမှာကင်ထားပြီးကြတော့ဖိနေလိုက်လို့ရှင်ရမှာဖြစ်ပါတယ်ပြီးတော့ကြတော့အဲပူပေါင်းလေးကဖောက်လို့လည်းရပါတယ်မန်ဘယ်ရီနဲ့ခရတာကကြတော့အမောင်းနဲ့ကြရင်မင်းမအောင်ဂလိုဘယ်ရီနဲ့ခရတာမှလည်းအမောင်းနဲ့ကြရင်ဒင်းမပဲဖြစ်ပါတယ် ဆိုတော့တဲ့တန်တစ်ခုသွားလိုက်ရအောင်ဒီတန်လေးကတော့ face blog အတန်လို့ခေါ်ပါတယ်ဒီတန်ဘယ်လိုမျိုးလဲဆိုရင်တော့ကျတော့ချက်ဝင်သွားလို့ရတဲ့အတုံးလေးကိုထည့်ပေးရတဲ့အတန်ပဲဖြစ်ပါတယ်အဲဖြောင်းဝင်သွားလို့ရတဲ့အရာတွေကိုဘယ်လိုရမလဲဆိုရင်တော့ facing table လို့ခေါ်တဲ့ crabbing table ပုံစံဟာလေးကိုအရင်ဆုံး crab မှာပဲဖြစ်ပါတယ် crab ပြီးတော့ကြတော့အဲထဲကိုကိုဖြောင်းဝင်သွားခြင်းနဲ့အတုံးတုံးကိုထည့်ပေးလိုက်လို့ရှင်အဲဘက်ကနေပြန်ရမှာပဲဖြစ်ပါတယ် ဒီတန်း Minecraft မှာပါတဲ့ဗလော့တွေကိုတော့ Face ဗလော့လုပ်လို့မရပါဘူး။အချို့ဗလော့တွေကိုတော့လုပ်ရအောင်။ဒါဆိုတော့တန်းကိုသွားလိုက်ရအောင်။ဒီတန်းလေးကတော့အားလုံးသိကြရဲ့ Lucky Block တန်းလေးဖြစ်ပါတယ်။ Lucky Block ဖောက်လိုက်လို့ရှိရင်ဒီမှာလည်းပေးခြင်းနဲ့ဟာပေးတာပဲဖြစ်ပါတယ်။ lucky blow ဘယ်လိုရလဲဆိုကြတော့ကိုယ့်ဘက်နဲ့လည်း crack လို့ရတယ်ပြီးတော့ကြတော့ဒီက lucky တီလာဆိုရင်တယောက်စီကလည်းဝယ်လို့ရပါတယ်။ဘယ်နဲ့ဝယ်ရလဲဆိုကြတော့ emerald လုံးနဲ့ဝယ်လို့ရတာဖြစ်ပါတယ်။ကိုယ့်ဘက်ကလည်း crack လို့ရပါတယ်။ပြီးတော့ဒီတန်းမှာ lucky boss နဲ့ပါပါသေးတယ်။ ပြီးတော့ player တွေကို lucky block နဲ့တိုက်ခိုက်မယ် lucky evo ကလည်းပါတာပါသေးရဲ့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗီဒီယိုစောင့်ကြည့်ပေးကြတဲ့အတွက်လည်းထူးကျေးဇူးတင်ရှိပါတယ်။ဗီဒီယိုလေးကိုကြိုင်နေတက်ခရင်လည်း subscribe လေးလုပ်ပေးခဲ့ကြပါဦး။ပြီးတော့ဒန်လေးကူလောင်ရဲ့ link ကိုလည်း description မှာချပေးထားပါတယ်။အားလုံးနောက်ဗီဒီယိုကြရင်ပြန်တွေ့ကြမယ်။အားလုံးပဲတတား။